ငလျင်နဲ့ပတ်သက်ပြီးထောက်ပံ့အလူငွေကျပ်3000တတီနဲ့ကျပ်3000တန်မိုးရှိစေဝါတွေကိုပါမန္တလေးမြို့မှာကိုရိုင်းတွားရောက်လူရန်ခဲ့တဲ့ဝမ်မောင်ရွှေကြီးပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့အကယ်ဒမီမင်းသမီးဝမ်မောင်ရွှေကြီးနဲ့ကိုနိုင်ဖြူကျော်တို့ကငလျင်နဲ့ပတ်သက်ပြီးထောက်ပံ့အလူငွေကျပ်3000တတီနဲ့ကျပ်3000တန်မိုးရှိစေဝါတွေကိုပါမန္တလေးမြို့မှာကိုရိုင်းတွားရောက်လူရန်ခဲ့ပါတယ်ကီတို NPK မော်တာမီတာစုရဲ့မန္တလေးတန်းအတွင်းမြေငလျင်တန်းတဲ့နေရာတွေနဲ့ ပြည်သူတွေအတွက်နှလုံးသားနဲ့လက်တွဲကိုပူညီအားပေးမှုပါဝင်လိုရန်ခဲ့ပါတယ်။ဒီကပ်ဘေးကိုအတူတူကြော်ဖြတ်ကြရင်အခက်အခဲတွေကိုအများဆုံးကြော်ဖြတ်နိုင်စေဖို့ဆုတောင်းမြတ်တာပို့တာပါတယ်ရှင်လို့အကယ်ဒမီဝန်ထမ်းရွှေကြီးကပြောပါတယ်။ MPK မော်တာမီတာစုကမြင်းကလင်းဘေးတဲ့ဒေသတွေအတွက်ကူညီထောက်ပံ့အလှူငွေကျပ်သိန်းတစ်ထောင်ကျပ်တည်နဲ့ကျပ်သိန်းတစ်ထောင်တန်ဖိုးရှိလိုအပ်တဲ့ဆေးဝါးပစ္စည်းတွေစုစုပေါင်းသိန်းတစ်ထောင်ကျပ်တည်ကိုမန္တလေးအယူကျော်စင်ယုံကြီးနဲ့အခြားအိမ်အောင်စုလိုက်ထောက်ပံ့ကူညီအလှူပစ္စည်းတွေကို မန္တလေးပါထူအားကစားကွင်းရှိကယ်ဆယ်ရေးစခန်းတွင်မန္တလေးကျောင်းရှိသူဓမ္မဇေယျတန်းရှိကယ်ဆယ်ရေးစခန်းနှင့်အဖရာယာမရွှေကိုကျောင်းတိုက်ဝင်းအတွင်ရှိမြေငလျင်ဘေးသင့်မိသားစုတွေအဆရှိတဲ့နေရာတွေကိုလှူဒန်းဖြစ်ခဲ့ပါတယ်။အကယ်ဒမီဝတ်မောင်ရွှေကြီးကတော့ငလျင်ဘေးနဲ့ပတ်သက်ပြီးလက်ရှိအချိန်မှာကိုရိုင်းသွားရောက်ပြီးတော့ဒီဇိုင်းမမတ်လှူဒန်းမှုတွေကိုလှုံ့ဆော်နေတာလည်းဖြစ်ပါတယ်။ငလျင်ကတော့အခုရက်ပိုင်းထဲမှာလှုပ်ခတ်မှုတွေကဇက်တိုက်ဆုတလို့ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့ခင်မောဖြစ်သူကိုယဟန်ခံပေးခဲ့တဲ့ယဟန်ထာရဲ့ကာမကြီးရွှေသိန်းနှံအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ရွှေသိန်းနှံကမြမနှစ်ကိုအခါသမယအကျိုးနေမှာယဟန်အမဖြစ်ခွင့်ပေးလို့ကျေးဇူးအထူးတင်ပါတယ်။ဦးဇင်းနဲ့ကိုရင်ကြီးတို့ဖျားဆိုပြီးသူမရဲ့ခင်မောဖြစ်သူနဲ့တာဖြစ်သူကိုယဟန်အဖြစ်သာသနာပြုပေးခဲ့တယ်လို့သိရပါတယ်။ငလျင်ဘေးကြောင့်ဆုံးပါခဲ့ကြရသောမိသားစုများအတွက်ရည်စူး၍တထုံဖျားငါးစုကြောင်းတိုက်စီရတော်ကြီးထံမှခင်မွန်ကိုအောင်မြတ်နှင့်တားငယ်လေးတို့မှယဟန်ခံပြီး ရွှေနှစ်သမီးကြီးတို့မှာရိတ်တော်ဝင်ကုသိုလ်ပြုခဲ့တာမို့ထပ်တူရလို့တာရုခွန်နိုင်ကြပါစေဖျာခွန်နေရှင်နဲ့သားသမီးအပေါင်းဘေးရန်ကင်းလို့ကတ်သုံးမှာရန်သူမျိုး၅ပါးကိုအောင်မြင်စွာကြော်နေလို့ဘဝတစ်လျှောက်လုံးအေးချမ်းကြပါစေ ရှင်ဆိုပြီးသူမကိုယ်တိုင်အသုံးပြုတဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့ရန်ကုန်ပြည်သူ့ရင်ပြင်၌လမ်းလျှောက်တကြံပြုလုပ်ပေးမယ့်အကြောင်းကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာတကြံအကြံတွေကစပြီးလမ်းလျှောက်တကြံကျင်းပပြုလုပ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေသိရပါဗျ။ပြည်သူရင်းမြစ်မှာတော့တကြံအကျုံနေတဲ့အကြာနေတွေမှာစတိုရီသားကျွေးမွေးလူရန်နာရီနဲ့ကလေးနဲ့လူငယ်တွေလာရောက်ရေကစားမှုတွေသာရှိခဲ့တာပါ။ဧပြီ15ရက်တကြံအကြံဒီမှာတော့ပြည်သူရင်ပြမှာလမ်းလျှောက်တကြံကျင်းပပြုလုပ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။တကြံကာလအတွင်းမှာတော့ရန်ကုန်မြို့အတွင်းရေကစားမန်းနှံငယ်အချို့သာတွေ့ရပြီးရေကစားလေပတ်သူအသွာလာနေပါတာကိုတွေ့ရကရက်ွက်လမ်းတွေအတွင်းမှာသာကလေးတွေရေကစားနေကြတာကိုတွေ့ရပါတယ်။ ရန်ကုန်မြို့ပြည်သူ့ရင်မြန်မာတော့တကြံကာလအကြုံလေးကနေအတန်းနေ့ထိစတူရီသားကျွေးမွေးလူရမ်းမှုတွေပြုလုပ်ပေးသွားဖို့ရှိရလို့သိရပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့သူတို့တစင်ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးအခက်အခဲမျိုးစုံကြုံခဲ့ရပြီးမဲ့ယုံတင်ပြသလို့ရတဲ့အမြန်ငွေတရားရခိုင်နှုန်းငလျင်ပေးအတွက်လူရမ်းသွားမယ်ဆိုတဲ့မျိုးစံဒီကျော်ကြောင့်ကိုတင်ဆက်ပေးကြပါမယ်။တရုတ်ဆောင်မျိုးစံဒီကျော်ကတော့ဒီဇာတ်ကားစာပြီးစဉ်စားတင်ချိန်မှလည်းခက်ခဲတာ။အမားတို့ရိုက်တဲ့အချိန်မှလည်းအခက်အခဲတွေကြုံရတဲ့ကာဆက်တော်ရော်လီအများကြီးပါပဲ။ ရုံမောရောက်တဲ့အထိခက်ခဲတာတွေကိုအကုန်တူတူကြော်ဖြတ်ခဲ့ရတာအများကြီးပါပဲ။ဖျားတရားတွေအများကြီးလုပ်ပြီးလဲကြော်ဖြတ်ရတယ်။ကိုလုံးနိုင်တာပေါ့။ဥပမာ ခြေလေးချောင်းမစားတာတို့အကုန်ပေါ့လေ။အမားတို့လုံနိုင်တဲ့ဟာကိုပဲအမားတို့ရအောင်လုပ်ခဲ့ရတာပါ။ပြိသက်ကြီးတဲ့အခါမှာတရေကားဆိုပေမဲ့ဟိုလိုမျိုးပြိသက်ထင်တယ်လို့တရေကားမဟုတ်ဘူး။တရေကားကမှဒရမာပါပါတယ်။သူတို့တစီယုံတင်လို့ရတယ်။အမျက်ငွေတရားရခိုင်နှုန်းအလုံးကိုငလျင်ပြအတွက်ကိုထိထိရောက်ရောက်လေးလှူရန်သွားမှာပါ။ အဲ့အတွက်ကြောင့်လာကြည့်သူတွေရဲ့အလူလည်းဖြစ်ပါတယ်။အမတို့ကလာကြည့်ရဲ့သူတွေရဲ့အလူကိုတဆင့်ခံပြီးလှူမှဖြစ်ပါတယ်။အဲ့ဒီအတွက်စိတ်ရှင်းရှင်းနဲ့လာကြည့်ရင်ကိုယ်တို့ယူနိုင်ပါတယ်။အမကလာကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်လို့မျိုးစံဒီကျော်ကပြောပါတယ်။